တချိန်ကကိုလက်အင်ကအပြည့်စုံနဲ့လှောက်ရှားတွာလာခဲ့တဲ့အသက်23နှစ်အရွယ်မိုင်းမင်းရဲ့နော်ဟာမိုင်းကြောင့်လက်တစ်ဖက်ဆုံးရှုံးလိုက်ရပါတယ်။ မိုးကုံမြို့တိုင်တိုက်ပွဲပြီးတဲ့နောက်ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာ28ရက်မှာမိုင်းမီရဲ့နော်ဟာဦးလေးဖြစ်သူနဲ့အတူနေအိမ်ခြံဝန်းရှင်းလင်းရင်းစစ်ကောင်စီတပ်ထောင်ထားတဲ့ရှော့တိုက်မိုင်းဆွဲမိတာကြောင့်ဦးလေးဖြစ်သူကပွဲချင်းပြီးတေဆုံးသွားခဲ့ပြီးတော့မိုင်းမီရဲ့နော်ကဘယ်ဖက်လက်ပြတ်သွားခဲ့ပါတယ်။ဒါပေမဲ့မိုင်းမီရဲ့နော်ဟာဘဝကိုအရှုံးမပေးဘဲလက်တစ်ဖက်နဲ့ရရအလုပ်လုပ်ကိုင်းရင်းမိသားစုစာဝန်တွေရဲ့အတွက်စူးစမ်းရုံးကန်နေရပါတယ်။ ခြံရှင်းရင်ရှော့တိုက်မိုင်းဆွဲမိလို့ပောက်ကွဲခဲ့တဲ့အခြေအနေကိုမိုင်းမင်းရဲ့နော်ကအခုလိုပြန်ပြောပြပါတယ်။ကျောင်းဆစ်ရှောင်ပြီးတော့အိမ်ပြန်သွားတဲ့ချိန်အိမ်ခွင်းထဲမှာမျက်တွေရှည်နေရောလေအဲ့လိုရှင်းရင်းနဲ့အဲရှော့တိုက်မိုင်းအဲကျောင်းလေးကအဲ့လိုသွားဆွဲမိတယ်လို့ဖြစ်သွားမှာပေါ့အဲ့နဲ့သူကကျောင်းကနောက်မှာရက်နေတာအဲ့ဒါကိုသူကအဲ့လိုဆွဲမိတော့ကွဲတာပေါ့ကွဲတော့အဲ့ချိန်မှာ ွားလက်တွေမန်တာတီးနေဦးမယ်ရှင်ကျွားဟိုလိုအောက်ခုံခုံချလိုက်မှအောက်ရောက်မှကြည်လိုက်တော့လက်ကအာသွားပြီလို့လက်ကသွားပြီအမေကလမ်းអော်တော့အမေကတာလာပြီးတော့ခေါ်ဆင်းတာပေါ့အိမ်ကပေါ့ဘိုက်တွေရောခွဲရတယ် မိုင်းမီရဲတော်ဟာမူကုံမြို့နယ်ဖြူရောင်ကျေးရွာမှာ6လအရွယ်တမီးလေးအပြင်အမျိုးသမီးဖြစ်သူတို့နဲ့အတူနေထိုင်ပြီးမိသားစုစာဝန်ကြီးရဲ့အတွက်လက်ဖက်အငါးခုတဲ့အလုပ်ကိုပဲလုပ်ကမ်းနေရပါတယ်။အရင်ကပယံနဲ့ဂုံတင်ဂုံချအလုပ်လုပ်နိုင်ခဲ့ပြီးမြင်အခုတော့လက်တစ်ဖက်ပြတ်ထွက်သွားတာကြောင့်တခြားအလုပ်မလုပ်နိုင်တော့ပဲလက်ဖက်အငါးခုတဲ့အလုပ်ကိုတအဓိကအားထားနေရပါတယ်။မလုံးခင်တော့ကျော်ရံရောအမြူထဲမှာဆိုတော့ခုရွာလဲမဟုတ်တော့သူများနေပျံနေလိုက် ရာအဲစစ်ဖြစ်နေတော့ပြန်နေလည်းမဖြစ်တော့ဂုံတွေပါလေလိုက်တိုက်တာပေါ့မိုးမိတ်ဘက်တွေရန်နဲ့တော့မတူတော့ဘူးပေါ့အခုကလုံးမဲ့လူလည်းမရှိတော့ဘူးဆိုတော့အဲ့ဒါရန်လောက်တော့အဆင်မပြေတော့ဘူးပေါ့အိမ်မှာလည်းကိုဟိုအဲ့လိုတရက်လုံးမတရက်စားရမယ်လို့ဖြစ်နေပါပေါ့အရင်တော့တော့လုတ်တွေကကိုလုတ်ချင်တာလုတ်လို့ရပါပေါ့လုတ်ကအခုကျတော့တစ်ဖက်တည်းနဲ့ဆိုတော့ဘူးမလည်းမခေါ်တော့ဘူးပေါ့တစ်ဖက်နဲ့အလုတ်လုံးကွာ အဲအမီနဲ့လက်ဖက်ပဲလိုက်ခူးနေရတာပေါ့အားငယ်တော့ပေါ့ဒီများကြားတဲ့တွေပါတွားရင်ဒီများလိုချီလက်မမဆုံတော့လားမိတ္တာစုစာဝနေရေးအတွက်မိုင်းမင်းရဲ့နော်ဟုတာ အတိကအာကိုရပြီးဇနီးဖြစ်သူမခင်နယ်ဝင်းကတော့အိမ်မှနေပြီးလတာအရွယ်တမီလေးကိုထင်းရင် ခင်ပွန်းဖြစ်သူကိုဘေးကနေအမြင်အားပေးနေတဲ့ပေးနေတူပါညီမကျတော့အဲ့ရွာပေါ်မှာရှိနေတယ်ရွာပေါ်မှာရှိနေတော့အတန်းဝုန်းနေဆိုတော့ ပြေးလာကြရောပြေးလာကြတော့အဲနောက်ကမီးအဲမီးခိုးတွေလုံးထလာပြီးတော့အဲဆိုသူမန်းလည်းအစားတော့မတိသေးဘူးပေါ့သူကအိမ်မှာမရှိဘူးပြီးမှအိမ်မှာမရှိဘူးဆိုမှသူမန်းတိရကြည့်တော့မကြည့်ရဘူးပေါ့ပို့မျိုးသားဆိုတော့အဲချိန်ကလေးကလည်းကိုဝင်နဲ့လေအဲချိန်ကိုဝင်ဆိုင်ရှိနေတော့ဆိုတော့ကြည့်လည်းမကြည့်ရဘူးကြည့်လည်းမကြည့်ရဘူးပေါ့ဒါဆိုငိုပဲငိုနေဘာမှလည်းမလုပ်တတ်ဘူးပေါ့ ကြောင်တော့ပေါ့ကြုံလည်းမကြုံဘူးဆိုတော့လေအခုတော့မှလိုမျိုးအတန်ကြားရဲဆိုအတန်တစ်ခုခုကြဲကြဲကြားရဲဆိုလန့်လန့်နေပေါ့သူကအရင်တော့သူများလက်အဲ့လိုမျိုးခြေတော့တက်လက်တွေဟိုဖြစ်သွားတွင်းဆိုသူကအဲ့လိုမျိုးဖြစ်ရင်တက်ဆက်မရှင်ခြင်းဘူးပေါ့အဲ့လိုမျိုးလက်တစ်ဖက်ခြေတော့တစ်ဖက်နဲ့ဆိုဆက်မနေခြင်းဘူးပေါ့ဒါပေမဲ့ကလေးညနာလေးရှိသေးရဲ့နော်အဲ့ဆိုဒါပဲဖြစ်ဖြစ်သူများခြေတော့တစ်ဖက်လက်တစ်ဖက်နဲ့ဟိုမှာငငယ်တွေကနေလှုပ်ရှားလာတဲ့လူတွေအများကြီးပဲပေါ့ ဘာမှအားငယ်စရာမလိုဘူးပေါ့ပြည့်လည်းမသွားဘူးပေါ့သူဘာမှဖြစ်ခဲ့ရတော့ကွန်ပျူတာစုကအကုန်ခွဲစားပေါ့ကိုယ်နဲ့ကိုလင်မယားနှစ်ယောက်တည်းတက်တက်ခွဲစားပေါ့အရင်တော့ကတော့အဲ့ဆိုအခုကျတော့သူတို့ကိုတွေကလည်းဟိုးအဝေးကနေအိမ်အောင်ကျတော့အကုန်ခွဲသွားကုန်တာပေါ့ခွဲသွားကုန်တော့အမေနဲ့သူနဲ့ပဲလှုပ်တဲ့လူရှိတာပေါ့အဓိကလိုတော့စေညီမကလည်းကလေးငယ်တွေတော့ဘာမှမလုပ်နိုင်ဘူးပေါ့ရင်တော့လုံနိုင်တော့ကျတော့ကိုအဆင်ပြေနေရတာပေါ့အခုတော့ ကလေးတွက်ရောပါရောအကုန်ကြည့်နေရဆိုတော့ပြီးတော့လက်တစ်ဖက်နဲ့အဲလူလူတိုင်းလည်းအလုံးမခေါ်ဘူးလေဘယ်လိုလက်ဖက်လိုက်ခူးပါတွေပဲလုံနိုင်တော့ပါပေါ့အရင်လိုသူများလူတိုင်းလည်းအလုံးမခေါ်ချင်တော့ဘူးပေါ့လိုက်လုံနိုင်နေဆိုတော့မခေါ်ချင်တော့လို့ လက်တူတက်စင်ရင်အနည်းဆုံး340ကျော်ကုန်ကြနိုင်ပြီးတားဖြစ်သူကို လက်အတူတက်ပေးနိုင်ဖို့လက်ဖက်အငါးခုလိုရလာတဲ့ငွေကိုချွေတာစုဆောင်နေတယ်လို့မိုင်းမင်းရဲ့နော်ရဲ့မိခင်ဖြစ်သူဒေါ်တင်လာကပြောပါတယ်အဲဒါနဲ့ကောနာနီဒီမူလအသာကန်နာရတကေနော်အတလီရပါစီဒါနော်သူစိတ်ရောက်တက်တော့ဆိုရင် ျမကကျမတို့ကိုကျမပါလေးရဲ့အသက်ကိုပဲရအောင်ယူပေးပါလို့ပြောခဲ့တာအဲ့ဒါနဲ့ဆရာဝန်ကကျမကိုလက်မှတ်ထိုးခိုင်းတယ်အတော်စိတ်ခံခံထားရတဲ့လက်ကတော့ဘလို့ဖြစ်ဖြစ်ဖြစ်ရမယ်တဲ့ကိုကမိဘဆိုတော့လေ ကျမသားလေးကိုကြည်ပြီးယူတော်ယူချင်တယ်။ဒါပေမဲ့လည်းကျမသားကိုအားပေးတယ်။ဘာမှအားမငယ်နဲ့လို့အမေတို့ပတ်စံစစ်ပြေးလာရင်သားကိုလက်အတုတက်ပေးမယ်။နိုင်ငံရေးအခြေအနေကောင်းရင်မန္တလေးဘက်သွားပြီးသားအတွက်လက်အတုတွားရှာကြမယ်လို့သူပြောထားတာ။လက်အတုကရှိတယ်တဲ့။ဘက်ထရီပါတဲ့ဟာထည့်ရင်တော့လက်ချောင်းတွေလှုပ်လို့ရတယ်တဲ့။အဲ့ဒါက45သိန်းတဲ့။ကျမတို့လည်းအဲ့လောက်ပတ်စံမရှိဘူးလေ။ စစ်ဆောင်ပြီးပြန်လာတာမှမကြသေးဘူးအခုအိမ်မှာတုံးဖို့အိုးခတ်ပကံတောင်မရှိဘူးခုချင်းစီလိုက်စုနေရတာ ကျမသားတော်လက်အတူအရင်တက်ပေးခြင်းနဲ့တကယ်လို့လက်အတူကိုတဝက်လှူပေးမဲ့သူရှိရင် နောက်တော့ကိုကျမလည်းကြိုးစားပြီးထဲ့မယ်ဘာလို့လဲဆိုတော့ကျမသားကလူငယ်လေးလူမှုရေးကိစ္စတွေနဲ့လူကြားသူကြားသွားရမှာလက်မရှိရင်သူအားငယ်နေမှာကြောက်တယ်အားငယ်ဦး လက်ရှိအချိန်ထိဖြူရောင်ကြီးရွာပပလယ်မှာစစ်ကောင်စီတပ်ထောင်ထားတဲ့မြေမြုပ်မိုင်းတွေရှိနေသေးတာကြောင့်ဒေသခံတွေကတပတ်ချံတွေထဲမတွားရဲကြပါဘူး။မြေမြုပ်မိုင်းတွေကြောင့်တခြားတူတွေကိုလက်အင်ကဆုံရှုံမှုထပ်မကြုံရဖို့ရွာပပလယ်မှာရှိတဲ့မြေမြုပ်မိုင်းတွေကို လာရှင်းပေးဖို့တပ်ဆိုင်ရာတာဝန်ရှိသူတွေကိုမိုင်းမီးရဲတော်ကတောင်းဆိုထားပါတယ်။မြေမြုပ်မိုင်းတွေအားတော်ပြားတယ်။အဲ့လိုလာရှင်းနေချင်တယ်ဗောမြေမြုပ်မိုင်းတွေ။ခုကတွေ့ထားတာတွေအများကြီးရှိတယ်။ လာမရှင်းကြရဘူးပေါ့ကွာညီမမိုင်းနေရှိနေတယ်အဲရွာပတ်ပတ်လည်မှာရှိနေတယ်ခြံထဲမှာလေလက်ဖက်ခြံထဲမှာလေဆိုလဲမဝင်ရဲကြဘူးလေလက်ဖက်နဲ့ပဲလှုပ်ရှားနေကြတော့သူကမိုင်းရပတ်ပတ်လည်ထောင်တာဆိုတော့ဒယ်နဲ့နေမိလို့နေမိမှမသိဘူးလေမိုင်းမီရဲ့နော်ကိုလက်တူပြန်တက်ပေးနိုင်ဖို့ဟာမေတ္တာစုဝင်ရဲ့အကြီးမားဆုံးသောမျှော်လင့်ချက်ဖြစ်ပြီးသူကိုယ်တိုင်ကလည်းလက်တစ်ဖက်ပြန်ရလာရင် အရင်လိုအလုပ်တွေပြန်လုပ်နိုင်မယ့်နေ့ကိုအမြန်ဆုံးရောက်ဖို့မျှော်လင့်နေပါတယ်ရှင်။